ရမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ရမ်းပြည်နယ်ရှေ့ပိုင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် ပြည်နယ်ဝန်ကြီးများပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများလိုက်ပါလျက်မေလ14ရက်မွန်းလွဲ2နာရီကရမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံမြို့ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာကျိုင်းတုံမြို့ကပ်ဖအုပ်စုနောင်ကုံရွာနီ လုပ်ငန်းရှင်ဦးကျက်မော့ဦးကျက်ဖီဤမွေးမြူထားသောဦးစားချက်နှင့်ငားမွေးမြူရေးလုပ်ငန်းအားတွားရောက်ကွင်းစင်ကြည့်ရှုစစ်ဆေးရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူတို့ကရှင်းလင်းတင်ပြပြီးပြည်내ဝန်ကြီးချုပ်ကစိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များအတွေ့နိုင်ငံတော်ကထုတ်ချေပေးသောချေးငွေများရရှိအောင် KAI စင်ဌာနဆိုင်ရာများကစောင်ရွက်ပေးစီလိုကြောင်းမှာကြား၍ ဦးစားချက်ချာလှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက်ငါးမွေးမြူရေးကံအားတွားရောက်ကြည့်ရှုရာငါးလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူတို့ကရှင်းလင်းကြောင်းသိရှိရပါတယ်အဆိုပါဦးကျမော့ဦးကျဖီဦးစားချက်ချံတွင်ချန်ဝင်ဆန့်ကောင်းရေး12000ကောင်နှင့်ကျဲ့မျိုးစား red lumen brown ဖြစ်ပြီးမွေးမြူထားသည့်ကောင်းရေး9000ကောင်ရှိ၍ပြင်းမြဦးနှုံ85ရာခိုင်နှုန်းရှိကြောင်း ငါးမွေးမြူရေးလုပ်ငန်းများတွင်လည်းငါးမွေးကန်၅ကန်ကံကျဲဝန်း၄.၅တိအေက၅မျိုးစားမှငမြစ်ချင်းတီလာဗီယာငါးများဖြစ်ပြီးမွေးမြူထားသည့်ကောင်ရေ၂၁၀၀ကောင်ရှိကြောင်းနှင့်ဒေတာအတွင်းရောင်းချပေးလျက်ရှိကြောင်းသိရပါသည်။ထိုမှတဆင့်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်မိထီလာတောင်ကြီးကျိုင်းတုံတာချီလိတ်လန်ကျိုင်းတုံတာချီလိတ် BOD အပိုင်းဆောင်ရွက်နေမှုကို တွားရောက်ကြည့်ရှုစစ်ဆေးရာရှမ်းပြည်နယ်ရှေ့ပိုင်းလမ်းဦးစီးဌာနညွန်ကြားရေးမှူးဦးတူရစောမှရှင်းလင်းရာပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည့်များဖြည့်ဆွတ်မှာကြပြီးရှမ်းပြည်နယ်ရှေ့ပိုင်းစေမြောင်းနှင့်ရေတုံးချရေးဦးစီးဌာနမှဆောင်ရွက်နေသောကျိုင်းတုံမြို့မိုင်းစင်ကြီးရွာအုပ်စုတော်အန်းရွာနီးကျွန်းတော်ကွေနှဟတ်ချောင်းတဲနှုံတူဖော်ဘောင်းစင်ချင်းလုပ်ငန်းဆောင်ရွက်နေမှုကပြည်내ဝင်ကြီးချုပ်နဲ့အဖွဲ့ကတွားရောက်ကြည့်ရှုစစ်ဆေးရာ ဆယ်မြောင်းနှင့်ရေတုံးချရေဦးစီးဌာနမှတာဝန်ရှိသူတို့မှရှင်းလင်းကြောင်းနှင့်ပြည်내ဝန်ကြီးချုပ်ကမိုးဦးလေဦးကာလတွင်ရေချောင်းများမြောင်းများကြည့်ရှုစစ်ဆေး၍ရေမြောင်းများပိတ်ဆို့မှုမရှိအောင်ဆောင်ရွက်ပေးစီလိုကြောင်းနှင့်လမ်းဘေးဝဲရနှင့်ချောင်းနှဘေးတို့တွင်တစ်ပင်များစိုက်ပျိုးပေးရန်လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။၎င်းနောက်ကျိုင်းတုံမြို့မိုင်းစင်းအုပ်စုဝန်လုံးရှမ်းရွာနီး တောင်သူဥိုက်ပေါင်းဤလဲမြေတွင်တစ်စိမ့်မြေဩဇာပိုက်ဆံလျှော်မျိုးစစ်ပေးအပ်ခြင်းနှင့်စူပေါင်းကျဲပက်ခြင်းကွင်းလက်တွေ့တရုတ်ပြဝဲတို့ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့ကတက်ရောက်ပြီးပြည်내ဝင်ကြီးချုပ်ဦးအောင်ကတောင်သူများစိုက်ပျိုးရေးစနစ်သိရှိနိုင်အောင်စိုက်ပျိုးရေးဦးစီးဌာနမှပညာများပေးရန်လိုအပ်ပါကြောင်းတောင်သူများအနေဖြင့်တသိမှနှစ်သိစိုက်ပျိုးပေးရန်နှင့်ပန်းတိုင်အထွက်နှုံးကောင်းအောင်ဆောင်ရွက်ပေးစီလိုကြောင်းတောင်သူများမှလိုအပ်ချက်များရှိပါကတင်ပြပေးကြရန်ပြောကြားပါသည် ရင်းနောက်စိုက်ပျိုးရေးဦးစီးဌာနဒုတိယညွန်ကြားရေးမှူးဦးလာဝင်းမှတစ်စိမ့်မြေဩဇာကျဲပက်ခြင်းအကြောင်းရှင်းလင်းပြောကြားပြီးတောင်သူများတစ်စိမ့်မြေဩဇာပိုက်ဆံလျှော်မျိုးစေ့များကိုပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများကထောက်ပံ့ပေးအပ်ကြပြီးတောင်သူများမှလိုအပ်ချက်များတင်ပြရာပြည်내ဝင်ကြီးချုပ်ကသက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့ပြီးတောင်သူများမှတစ်စိမ့်မြေဩဇာကျဲပက်နေမှုကိုကြည့်ရှုအားပေးခဲ့ပါသည် ဆက်လက်၍ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်ကျိုင်းတုံမြို့ဝေကားလာဟုကြီးရွာမိုင်းစင်းကြီးရွာအုပ်စုရှိလာဟုနှင့်အခါကုမ္ပဏီလီမိတက်ပင်ကြီးလက်ပတ်ကျောက်လုပ်ငန်းအားတွားရောက်ကြည့်ရှုရာတာဝန်ရှိသူတို့မှရှင်းလင်းပြီးပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်လက်ပတ်ကျောက်လုပ်ငန်းဆောင်ရွက်နေမှုကိုကြည့်ရှုကြောင်းသိရှိရပါသည်အဆိုပါလာဟုနှင့်အခါကုမ္ပဏီလီမိတက်ပင်ကြီးလက်ပတ်ကျောက်ကိုလက်ဖက်နှက်ဆက်လက်ဖက်ကြမ်းလက်ဖက်ကြောချစကား လက်ဖက်လော်ဖူတို့ဖြင့်ဆောင်ရွက်ပြီးရှမ်းပြည်နယ်ရှေ့ပိုင်းတွင်ရှိဒေသခံပြည်သူများတောက်သုံးနိုင်ရန်နှင့်အခြားမြို့နယ်များသို့တင်ပို့ရောင်းချနိုင်ရန်အတွက်လက်ဖက်ချောက်များထုတ်လုပ်လျက်ရှိကြောင်းသိရှိရပါသည်ခမညာ